အားလုံးပဲမင်္ဂလာပါတမောင်မြင်းဒီရရိုက်နေမုံတိုင်းနေအပိုင်းခွန်ရော့စတမ်မှာမျက်နှာလွယ်ပြီးကွန်ချီတာအဝေးသူငေးကြည့်နေသည်နှလုံးသွေးပြစ်ချင်စရာကောင်းသည်မြင်ခွင့်မြောင်းတရရိုက်ပြန်ပေါ်လာသည်ပြီးတော့တူတူလေးပြောသည်ကွန်ချီတာကိုရင်းလေးကြောက်တာပဲဖေဖေလေးကြောက်ခဲ့ဦးတာပဲဒါပေမဲ့ခုရင်ကပြောတဲ့လမ်းစုံနှောင်းကမျိုးရောက်လာရင်ကြောက်တရားဟာတာမညာဖြစ်သွားရောအကုန် ရွေရမယ်လန်ကိုအလိုလိုလျှောက်ပြီးသားဖြစ်နေရောလီတည်ရတော့ဘောတည်ရတဲ့ဖြစ်ကနေရတဲ့ဖြစ်တဲ့ပို့သက်တာမှာကိုအဲဘယ်နည်းနဲ့တည်မလဲဆိုတော့ကိုလမ်းရိုးဝေးပြက်နာကြံတော့ရင်အဲ့ဒါတိတ်ရေးကြည့်ရဲ့ကို Ross တယောက်ပါဆက်ဟောင်းသားနဲ့နားဟောင်းနေသည်စေကျော်တဲ့အရွယ်ကလုံမြောက်စာကလေးမကလေးတယောက်ကတည်ခြင်းတရားအကြောင်းကိုသွေးရည်ဖြင့်ပြောနေခြင်းမလားပြစ်တရမယ်ခံစစ်စစ်မှာနနဖုံးစုမခံမေ ကျူးပါနိုင်ငံလွတ်မြောက်စေရမယ်။နေချစ်သမားတွေကြဆုံးစေရမယ်လို့ဩပြီးအသိခံတဲ့လူတွေရှိရင်ကြောက်ကြောက်ရွံ့ရွံ့နဲ့အသိခံသွားတဲ့လူတွေလည်းရှိရပါလိမ့်။သူတို့ရဲ့ငရေကန်းထဲမှာ ပြန်လဲမရှိတဲ့အငင်းဆက်ခံနေရတဲ့ရဲဝတွေတို့ကြတော့ကွန်ချီတာတို့ကသူတို့ကို သူတို့အဆုံးစီရင်နိုင်မယ်တင်းတုံသားလိုလက်နှမျိုးတွေထောင်ထဲခိုးသိမ်းမိတယ်။သူတို့တွေဆော့ဆော့ဝစ်ကြအောင်လှုပ်ပေးရလိမ့်။ ဲ့ဒီသူတွေနဲ့ကျူဟာကို စေ့ကြော့ပြစ်ရမယ်။ကွန်ရှီတာရဲ့လက်ကို Ross ဖမ်းဆုပ်လိုက်သည်။နဖေးမပါဝင်ခြင်းကို သူ့လုံးလုံးမိနေ။မိန်းကလေးဟာကျူဟာရဲ့အာဇာနည်မဲ့ဂျုံးမဲ့ကွန်ချီတာ။အိုးမဟုတ်တာ။ကွန်ချီတာကအထိတ်အလန့်ဖြစ်သွားသည်အတန်ပြေ။ကွန်ချီတာကျူဟာကိုဘရောမှပြင်မသွားတော့ဘူးကွ။ဘာဖြစ်လို့ပြောပြလို့မရနိုင်တော့တဲ့ကိစ္စတွေရှိသေးတယ်ကွ။ ဘလို့ကိစ္စတွေလဲသူ့မျက်နှာကိုခွန်ချီတောင်းဆူဆူဆက်ဆိုင်ကြည်သည်နောင်မြမအကိုရဲ့ခုတော့အချိန်မတိုင်းခွန်ချီတောင်းထံမှာရော့စ်မျက်နှာလွှဲလိုက်သည် မော်ဂင်သူ့ကိုစောင့်ကြည့်နေအချာကြီးစောင့်ကြည့်နေမြီမုတ်ချာအနေရောက်မြေဝဲများတွင်မီးရှံတွေဖျောက်ထွက်နေတစုံတစ်ခုပြောဖို့သူဟန်ပြန်လိုက်စဉ်လန်စပရီတာနီကထပြီးကော်ဖီနဲ့ဘရန်ဒီတောက်ချင်ရောက်ပြီးဖြစ်ကြောင်းကြေညာသည် မျိုးသားများဧကမ်းမဆောင်တွေကိုကြွကြပါအဲ့ဒီမှာဆေးလိတောက်ဖို့လေအချိန်ပေးပါမယ်မျိုးသမီးများကတော့ဥပစာအင်ဆောင်မှာ Mrs. Britanny နဲ့ဝိုင်ချိုတုံးဆောင်ကြပါခင်ဗျာအချိန်တိကျလွန်သည့်ဒလိထုံဆန်ကိုစိတ်ထဲမှချိန်ဆရင် Ross တယောက်လူအုပ်ကြီးနဲ့ရောပါသွားသည် သူတွင်ကွန်ချီတာနဲ့ပြောစရာတွေအပုံကြီးရှိသေးသည်ဘူချိုလိုပတ်စနယ်လေးစကားပြောခြင်းသေးသည်အချိန်မရတော့ ်ဧကမ်းမဆောင်ကြီးရဲ့သူရောက်လျောင်ချင်းအမျိုးသားများကဆီလီကိုစီညှိကမှိနေကြသည်ငိန်သက်လျက်တစုံတယောက်စကားအဆောက်ကိုစောင့်နေကြမှန်းသိသာလာ၏ကျော့မက်ကော်ဖီကတိတ်ဆိတ်ခြင်းကိုလှုံ့နှိုးလိုက်သည်ဘိုဂျိုလိုဘက်စအကြောင်းများနှင့်ကျူဘာရီခင်မြောက်ကိုဖွက်ဖွက်နေ၍ပြောသည်ကျောင်းရံမုံငွေတွေကို ကစားပစ်သည် ဖုံးတော်ကြီးကျောင်းလင်းပါ၏ဟာတာနဲ့ညီကုန်းချုပ်တော်အားလုံးဝိုင်းရကြသည်နောက်တစ်ယောက်ကတောင်းရံွက်မှရံပွဲများကြောင်းစကားစသည် နှရွက်ဖြစ်သည့်အကြောင်းမျက်လုံးဖောက်သည့်အကြောင်းပြော၍မကုန်နိုင်သည့်ရန်သက်ပွေများဖြစ်၏မိမွေတိုင်းဖောက်မွေတိုင်းဇွဲပေါ်တက်ကသည်ပြင်သစ်ခခြေသည်များအကြောင်းလေးပါသည်ရော့စ်မွေးဖွားကြည့်ပြင်ခဲ့သည့်ဒေသ၏ဒဏ္ဍာရီများမျက်နှာရီထူပူလာ၏ငါကိုဆောင်းမြောင်ပြောခြင်းတော့မဟုတ်တန်ရာဟု စိတ်ကိုကြိုးစားပြီးတင်ထား၏လန့်စပရီတာနီကဒါကိုလှမ်းအကဲခတ်လိုက်မိသည်ဘူဂျိုလိုဘက်စ်ကရေရေမောမောနှင့် ဒီလိုရက်ကွက်မျိုးဟာဗာနာမှာလေးရှိပါရဲ့ဗျာ။ Irlands ကပါနဲ့စွာစကားလမ်းကြောင်းပြောင်းပေးလိုက်သည်။ကဲကျွန်တော်တို့ခွဲရတွေ့ရေးကိစ္စလေးဆွေးနွေးကြအောင်။ပြည်နယ်အုပ်ချုပ်ရေးမှူးကြီးခင်ဗျာတကယ်လို့ပြည်တော်စုတွေကကျွန်တော်တို့တောင်ပိုင်းခွဲထွက်မယ်ဆိုရင်ကမ္ဘာအင်အားကြီးနိုင်ငံတွေကဘယ်လိုမြင်နိုင်တယ်လဲ။ကွင်မန်ကဒုဒုဒတော့ဖြေသည်။ကောင်းလိုက်တယ်မိကုန်များဆွေးနွေးကြတာနဲ့အတော်ဝင်အင်္ဂလန်ကတော့လက်ကမောင်းခတ်မှာပေါ့။ ကျို့တို့ဝါကုံကိုဈေးပေါ်ပေါ်နဲ့ဝယ်ယူခွင့်ရတော့မှာကိုဒီမဲလန့်ဒီနေ့ဝါကုံဟာနိုင်ငံရေးရဲ့အဓိကအခြေခံပဲဗျမြောက်ပိုင်းနဲ့မပတ်သက်တော့တာနဲ့ကျွန်တော်တို့ပေးနေကြကုံသွဲကုံတွေလေးရော့ကြသွားမယ်လန့်စ်ကသရအတံများကို ရှေ့ရှေ့ဆွဲရင်ဟုတ်ကဲ့ခင်ဗျာ ကောင်းပါပြီဒါပေမဲ့အမြင်ကလေးတွေကွဲကြပါသေးတယ်ဟော်ရီကမစ္စတာပါရီဟာနိုင်ငံเจ้าမှာ6နှစ်တည်တည်ပညာသင်ခဲ့ပြီးပြန်ရောက်စာပဲရှိသေးတယ် ကျွန်တော်သိရသလောက်ကအင်္ဂလန်မှာကြီး၄နှစ်ကြာခဲ့တယ်။အောက်ဆိုတက္ကသိုလ်မှာပါ။ကျန်တဲ့နှစ်နှစ်ကတော့ပြင်သစ်နဲ့စပိန်မှာလို့သိရတယ်။ကေရော့စ်အင်္ဂလန်နေနဲ့ဒီကိစ္စကိုဘယ်လိုမြင်မလဲဆိုတော့ကိုရင်ထင်ဆွေးနွေးပါအောင်။အဲ့ဒီအားလုံးကြီးကြီးများ ရော့စ်တန်တွင်စုစည်းကြ၏။အတိုင်းမတီအန်အောင်ချင်းများ သူတို့မျက်နှာဝော်ရင်းအထင်းသာပေါ်လင်းလျက်ရှိသည်။တောင်အောင်မှာစိတ်ကန်းရက်ွက်သားတယောက်ကအော့စဖို့ကိုရောက်ခဲ့သည်ဆိုပါလား။ ဒီတငယ်နဲ့ပတ်သက်၍အံ့ဩစရာများသည့်ဆုံးခန်းတိုင်းသည်မရှိပါလားသူတို့မူရာကို ရော့အစအဆုံးနားလည်လိုက်အံ့ဩခြင်းမှလေးစားခြင်းတို့ကူပြောင်နေသည်ဒီလိုပဲဖြစ်ရမည်လေမိမိသည်လေသူတို့နည်းတူမြေပန်းရှင်တယောက်ဖြစ်လာပြီမဟုတ်လားစင်စစ်သူတို့တွေလေရွှေလင်မန်းနဲ့အချင်းစီကြသူတွေမဟုတ်မြောက်ပိုင်းနဲ့ဥရောပနိုင်ငံများမှာစွန့်စွန့်စားစားရောက်ရှိလာကြပြီး ဘဝကိုကာစီရေကမှစခဲ့ကြသူတွေကြီးသူတို့တွေအဖေများသည်ဗဘဲသမားများနေတောင်ရလေလုံးတစ်ခုသမားများဖြစ်ကြသည်သူတို့၏အမေများသည် ရေချီယာမျက်နှာရရှာဖို့တင်မောက်ကုန်းဘက်ပေါ်မှပါလာကြသည်စာမတက်ပေမတက်များဖြစ်ကြသည် မြင်ခုံမှုဖြင့်မစ်ဆိုရီနေရဲတွင်ကြိုးပေးခရယာသူများ၏အနှွေလေးပါမီမုတ်ချာရော့စ်အောင်မြင်ပြသသည့်အတန်ဖြင့်စကားဆော်သည် အင်္ဂလန်ကိုကျွန်တော်တို့နှစ်ပိုင်းခွဲကြည့်ရမယ်။ဆက်မှုလက်မှုလုပ်ငန်းပိုင်ရှင်ထက်တန်းစားတွေကတော့ကျွန်တော်တို့ကိုထောက်ခံကြမှာပဲ။ဒါပေမဲ့အများပြည်သူတွေအနေနဲ့ကတော့ငွေဝယ်ကြိုစနစ်ဖြတ်သိမ်းရေးကိုအပြင်းထန်ထောက်ခံနေကြတယ်။ကျွန်တော်တို့စီကကြိုစနစ်ဖြတ်သိမ်းရေးမြောက်ပိုင်းခေါင်းဆောင်တွေကိုတော့ဟိုမှခေါ်ပြီးတရားဟောပွဲတွေကျင်းပပေးရင်။ဘာပဲဖြစ်ဖြစ်ကျွန်တော်အမြင်တော့အင်္ဂလန်ဟာကျွန်တော်တို့ရဲ့တောင်ပိုင်းမြောက်ပိုင်းခွဲရေးတွဲရေးမှာကြားနေပဲနေလိမ့်မယ်လို့ထင်ပါတယ်။ လူကြီးမင်းများသိပြီးဖြစ်တဲ့အတိုင်းအင်္ဂလန်ဟာအလွန်စုစည်းကြည်လင်တဲ့နိုင်ငံဖြစ်ပါရယ်။ပါလီမန်နဲ့အုပ်ချုပ်တဲ့ဘီယင်းစနစ်မလို့အာနာဟောင်ပြည်သူတွေရဲ့လက်ထက်မှာပဲရှိရယ်။ကျွန်တော်အမြင်ကိုပြောပါဆိုလို့ပြောရတာပါ။ပြည်နယ်အုပ်ချုပ်ရေးမှူးကြီးအမြင်နဲ့ထက်တူညီရင်တော့ခွင့်လွတ်ပါခင်ဗျာ။လူတော်တော်များများထောက်ခံသည်မူရာဖြင့်ခေါင်းတင်းငိမ့်နေနားထောင်နေကြသည်။ခေါ်ရေးကိစ္စကိုစန့်ကျင်သူမှမိမိတယောက်တည်းမဟုတ်ဘဲနောက်ချက်တစ်မျိုးလုံးနှီးပါရှိသည်ဟု Ross နားလေထားပြီးဖြီးပြင်သစ်ကရောကွေမန်ကကောက်ကငင်ကမေးလိုက်သည်ပြင်သစ်ကရောသဘောကျမှာပေါ့ကဘာအောင်ချမ်းမှာနေပဲချဲ့ထင်ရီကိုအာယုံဆိုင်နေရပင်အမေရိကန်ပြည်ထောင်စုနှချမ်းကွဲသွားရင် သူကဝမ်းသာမှာပေါ့သူ့အတွက်ဝင်ပေါရဖို့ပို့လို့သွားမှာကိုကျွန်တော်တို့ကြီးနေအုပ်ချုပ်ရေးမှူးကြီးပြောလို့ရှိသလိုတောင်ပိုင်းဟာကျွန်တော်နိုင်ငံရဲ့အားထားငွေတင်းကြီးဖြစ်ပါတယ်။တဘာဝတောတောင်ရေမြေနဲ့ ရာသီဥတုဟာစပြိုးရေးလုပ်ငန်းတော့အကောင်းဆုံးဖြစ်ပါတယ်။ခွဲရေးတွဲရေးမပြည့်လဲလို့ကျွန်တော်တို့ပြည်တွင်စဖြစ်ကြည့်ပါလား။ပြင်သစ်တွေချက်ချင်းရောက်လာကြမှာပါ။စပိန်ကရောဗျာ။ဘိုချိုလိုပက်စ်ကဝင်မိသည်။ရော့စ်ပြုံးလိုက်။စပိန်ကလားကျွန်တော်တို့ကိုဘယ်ချက်ကြည့်ပါမလဲခင်ဗျာ။သူလာအောက်ခံတောင်အမေရိကန်နိုင်ငံရဲ့သဘုံတွေကိုကျွန်တော်တို့ကခိုးလုံခွင့်ပေးထားအောင်သူ့ရဲ့အမျိုးအကြီးဆုံးရင်စုဖြစ်တဲ့ ဘူချိုကိုယ်တိုင်ကျွန်တော်တို့စီမှာခိုးလို့နေရမဟုတ်လားဒီဘေကကပောင့်ဒီဘက်ချန်စပိန်ကိုလိုနီနိုင်ငံတွေရဲ့လွတ်မြောက်ရေးကိုအမေရိကန်ကတမျိုးတမျိုးအားပေးရရောက်နေအောင်ကိုဘူချိုလိုပက်စီမိကုံးကို ဖြည့်ပြီးတည်နေစိတ်လှုပ်ရှားနေကြသည်တီးသောတန်တွေလှိုင်းသွားသည်ဟိုထောင်ဒီထောင်မှာမိကုံးတွေမြပြစ်တလို့စက်တိုက်ထွက်ပေါ်လာ၏ရော့စ်ကဒူဒူဒေါတော့ပြန်ဖြည့်သည် နိုင်တမက်ခက်ကြရင် သူဝင်လာစားကမြင်ခဲ့ရသည် မျက်နှာထားတင်းတင်းတွေလုံးဝမရှိတော့ဒီတော့လန့်စ်ပရတာနီကိုကျေးဇူးတင်ရမည်သူနီးသူဟန်ဖြင့်တန်တမန်ပရိရယ်ကိုတုံသွားခြင်းဖြစ်၏စကားဝိုင်းမှာခွဲရတွဲရနေတစ်ဆက်တည်းဖြစ်သည်ငွေဝင်ကျုံစနစ်ဖျက်သိမ်းရေးဆက်လက်ထားရှိရေးကို ရောက်သွားပြီးအရှင်တက်လာသည် မက်ဆီကိုစစ်ပွဲတရေကောင်းကြီးကွစ်မန်ကားထပြီးတောင်ပိုင်းသားတယောက်ဟာမြောက်ပိုင်းသားမောင်ခိုရန်ကီ6ရောင်းနေညီမကြောင်အပေါင်းအရင်တန်တန်ဖြင့်ပြောနေစဉ် လန့်စ်ကလက်မနိုင်ကိုငုံကြည့်လိုက်ပြီးအမျိုးသမီးများနဲ့ပြန်ဆောင်ဖို့အချိန်ရောက်ပါပြီခမညာဟုကြေညာသည်တစ်ဆက်သေးတွင်ကွမန်ဖက်လေက လာမက်ဇွန်လာမှာကျွန်တော်နက်ရှ်ပီးညီလာခံကိုတက်ရမယ်ခမညာနဲ့ကာရိုလိုင်းနာတောင်ပိုင်းအုပ်ချုပ်ရမှုလေလာကြမှာမဟုတ်လားကျွန်ညီလာခံကျူးကျော်တန်ကမြောက်ပိုင်းသားတို့ကျူးကျော်မှုကို လက်တော့မြန်ဆိုတဲ့အဲ့ဒါခမညာစကားလုံးတွေပါဗျာကျွန်တော်သိပါတယ် ျွန်တော်ကတော့လက်တော့ပြန်ရေးဆိုတဲ့ကိစ္စကိုသိမပြောလိုပါဘူး။ဒါပေမဲ့ခွဲထွက်ရေးတော့မထောက်ခံချင်ဘူး။ကဲလူကြီးမင်းများအချောလာရီစီပြန်သွားကြစို့လား။အေးခမ်းမဆောင်နေမှာအထွက်တင် Ross ကိုလူတတော်များများလက်ဆွဲနှုတ်ဆက်ကြသည်။ထမင်းဆောင်ဖိတ်ကြသည်။တချို့ကလည်းဟိုတယ်တွင်ဆုံပြီးရမကဝိုင်းမှာစကားပြောကြဖို့ဖိတ်သည်။ဆက်ဆွေးနွေးကြသည်ဟုဆိုကြသည်။ Ross ကတက်နိုင်သမျှလက်ခံလိုက်သည်။ သူတို့ကဘာတိမဟုတ်လားကွန်ချီတာသူ့စီလျှောက်လာနေသည်ကို Ross လှမ်းမြင်လာရသဖြင့်ပျော်သွားသည်အလွန်ချစ်စရာကောင်းသည့်ညှို့စိမ့်စိမ့်မျက်နှာကလေးမှာအညိုကြီးညိုနေ Ross ကသူ့ကလေးလက်မောင်းကိုလှမ်းဆဲပြီးဘာဖြစ်လို့လဲဟင် မင်းခမဲတော်ကြီးကောအပေါ်ရက်ကိုအဲ့ရဝင်မို့တက်သွားပြီအကိုဖိဖိကျမ်းမာရဲ့အခြေအနေရောပြန်မို့မသိတော်ဘူးလေ ခွင့်ချတာစိတ်ညစ်လိုက်တာကိုရင်စီညိုရီတာဘရီတာနီဘော့အကိုရင်အကိုကိုတခုပြောအောင်မင်းခွင့်ချတာတို့တောင်းပါနယူးယောက်မှာနေနေနေခဲ့ဦးရင်အင်္ဂလိပ်စကားကိုခွင့်ချတာအထိုက်လျောင်ပြောနိုင်ပါရင်သူများပြောတာအလုံးနာလေဒါကိုဘာလို့လှုပ်ဝက်ထားတယ်လဲဆိုရင်စိတ်ညစ်ဆန်ကောင်းတဲ့မိကုန်းတွေကို ဖြည့်ဖြည့်နေရလို့ပါအကိုရင်မော်ဂင်ကမင်းကိုဘာပြောလို့လဲရင် ကွန်ချီတာအင်္ဂလိပ်စကားမပြောတတ်ဘူးဆိုတော့ကိုအခွင့်ကောင်းယူပြီးရေစာလုပ်တဲ့အကိုရဲ့အသားညိုတော်ကိုလေတယော်တယ်မဟူရသူကြီးတဲ့အဲ့ဒါဟာဘာပြောတာလဲရော့စ်ဒေါ်ပွားတော်သည်သူအခုပမာလေမင်းဒီမှာနေအောင်ကိုသူနဲ့သွားတွေ့မယ်မင်းကိုနီဂရိုသွေးပါတယ်လို့ပြောတာကွန်ချီတာကတန်အတော်မေးသည်ပါတော့ကဘာဖြစ်လဲအဲ့ဒါစော်ကားတာလားကို အောက်တန်းကြတယ်လို့ပြောချင်တာပေါ့ ။"အိုးမဟုတ်တာ။ပလာစီဒိုလေလူမဲသွေးပါတာပင်။ကမ္ဘာကျော်ကပြားဆရာကြီးလေ။ဖေဖေမိတ်ဆွေတွေမှာလူမဲတွေအများကြီးပင်။ကွန်ချီနာက စပိန်သွေးပါ။ကျူဘာနဲ့နေဆက်တာပေါ့လေ။ဒါပေမဲ့တငယ်ချင်းတွေတော်တော်များများဟာလူမဲတွေကြီးပင်။ကွန်ချီနာဘွေးရခဲ့တဲ့တက္ကသိုလ်ကဆရာကြီးတွေမှာလူမဲတွေပါတာပင်။ဖေဖေက သူ့ကြုံလူမဲတွေကိုဒါကြောင့်လလက်ခွင်ပေးပစ်ခဲ့တယ်။အကိုတို့အမေရိကန်တွေဟာတိတ်မမြင်ကြကြသေးဘူးနော်။ Ross သက်ပြင်းချသည်။မင်းပြောတော့မှန်တင်းတလောက်မှန်နေကွန့်ချီတာ။ဒီတော့မှကွန့်ချီတာကရေပြီ။လာပါကိုရေကွန့်ချီတာတို့ကကြအောင်ပါ။တီဝိုင်းဆောက်အောင်မင်းအကိုကသိချောရပဲနော်။မင်းဖေတာထက်ဆော့ဆော့အရာဝင်မှုကောင်းတာ။ तू သက်သွားတာနဲ့မင်းရဲ့ပင်ကိုယ်စရိုက်တွေပေါ်လာတာမဟုတ်လား။နှစ်ယောက်သားရေလိုက်ကြသည်။ကွန်ချီတာနဲ့ကရသည်မှာကျန်းပြင်းတဲ့ခြေပေါ်ဟာထိသည်မထင်။ လေရဲတွင်ဝဲနေသလားအောင်မရသည်သူ့ကိုယ်ကလေးသည်အလေးချိန်မရှိတော့သလိုပေါ်ပါစွာ လွင့်မျောနေ၏ကြပြတဲ့ဘုတ်လိုလှပသည်မင်းကလေးမိမချက်သည့်အဖြစ်လှသည်လားမျိုးအေခံပွဲချိန်တဝက်မကျိုးမီရော့စီရင်ထဲတွင်ဒီမင်းကလေးမှလွေရီဘာမှမရှိတော့ငငယ်လေးကလေးကကြိတ်ချစ်ခရသည်ဂျေနီတဲ့တန်တက်မဆိတ်ဖြင့်ရင်ခုန်ရသည် မော်ရင်ဘာစို့ဘာမှမရှိရောဘသူမှမရှိကြတော့ စင်စင်သူ့တဲ့နှလုံးတွင်အတိတ်ကြနေရယူမိသူကို ခုတွေ့ရခြင်းဖြစ်သည်တန်းကြံနေရှောက်လက်ကြအောင်နော် ရော့စ်ကတူတူကပ်ပြောသည် ကွင်မန်နေတွေ့ကောက်နေသည် မော်ဂင်တယောက်သူ့ကိုစောင့်ကြည့်နေမှရော့စ်သတိမထားလိုက်မီမမြန်လုံးဘူးလားအကိုအပြင်းထန်ငင်းဆန်သည် လေတံမျိုးတော့မဟုတ်ကျူပါမှာ ကျမချစ်သူရှိရဲ့ကိုမလွဲတာလို့ခွဲလာခဲ့ရတာ။အိုး မင်းချစ်သူကိုခဏမိထားလိုက်လာသွားစို့ခဏကလေးတော့အကူဖေဖေကိုသွားကြည့်လိုက်ပြစီဟုတ်မရင်နီးတဲ့အိမ်မှာဖေဖေမအိတ်တက်ဘူးအကူသွားနေလေအကွန်ချီတာခဏနေထွက်လာခဲ့မင်းအတူတူသွားလို့လေမကောင်းပါဘူးနော်တိတ်မကြနဲ့ရွှေရုပ်ကလေးရဲ့ကွန်ချီတာသူ့ကိုစိုက်ကြည့်နေသည်ရွှေရုပ်ကလေးဟုတ်လားဖေဖေကလေအဲ့လိုခေါ်လို့ရှိရင်ဖေဖေအဲ့လိုခေါ်ရင်တိတ်သဘောကြတာ ရှုခင်းသာခြံကြီးရဲတွင်လာရောက်သည် ရှွန့်ရှွန့်မတ်မြောက်ဖြာကြနေ။ဝတ်တချဝင်ကြီးများနှင့်ရင်းကြီးပင်များကငွေစင်းဆောင်လျက်တထိုင်းမွေးပွင့်တို့သည်လာရောက်ကိုပြန်လည်ထုတ်လွှတ်လျက်ရှိ။နှင်းစီပြူတွေကလည်းငွေရောင်တစ်ဖိတ်ဖိတ်။အဲ့ထဲမှာဟာဗာနာဆီလိတ်တလေးထုတ်ယူပြီးမိညီသည်။ထို့စဉ်တေမဲညို့တစုကလာမျက်နှာပြင်ကိုစိနောင်လိုက်ကြသည်။ငွေရောင်တောက်ပနေသည့်အဖြူရောင်ညသည်ရုတ်ချီးပျောက်ကွယ်သွားသည်။နောက်ပေါ် ပိုးဝိယုံလောက်ခတန်ကိုကြားလိုက်မိတယ်လို့သူကလေးကနောက်မှရလာပြီးစီလီကိုစက်ကနေဆွဲယူပြီးလွှမ်းပြလိုက်သည်ညမောင်တွင်တက်တန့်ကွေးပေါ်အနီရောင်နှန်းကလေးလျှက်တစ်ပြဲထင်ဟန်သွားသည်ရော့စ်ချာကနေလှည့်လိုက်သည်ကလေးမကအငင်းဆန်မရှိသူ့ရင်ခွင်ထဲသို့တိုးဝင်နေပြီတင်းတင်းဖတ်ထားလိုက်ပြီထိုစဉ်လာမျက်နှာပြင်မှာတိမ်ပုတ်တို့လွင့်ပြဲသွားကြ၏အလင်းရောင်သည်သူတို့နှစ်ယောက်ကိုမိမောင်းထုတ်ပြလိုက်သည်အလားဟင် ရော့စ်တင်းကားများအသက်ရှူရက်သွား၏သူမျက်လုံးများသည်မိဝင်ဝင်တောက်လာ၏တခိခိရေတံကိုလေကြားလိုက်ရသည်အန်အောင်လုံးသဖြင့်ဟောင်းသားဖြစ်နေသည့်ပါဇက်ကို ပြန်မပိတ်နိုင်မီတုံးဖဲ့ဝသတိမရမီမော်ဂင်ကခြေဖျားထောက်ပြီးသူ့ကိုမမို့တိတ်တိတ်နမ်းနေပြီသူ့နှခမ်းဆုံကိုငုံခဲ၍မလွတ်တမ်းနမ်းနေခြင်းပူနွေသောကြွန့်ကျင်သောအနမ်းမှယုံထွက်ဖို့ရော့စ်တော်နေအာမထုတ်နိုင်ဖြစ်နေ၏ အတန်ကြီးကြမှာသတိဝင်လာပြီးအတင်းတွန်းပြလိုက်သည်ထိုတရင်ကရင်ဆူဆူရှာရှာနာကျင်သည် ဝေနာကိုနှက်ခမ်းဆောင်ကတီလိုက်ရောင်ရမ်းပြီးလက်တစ်ဖက်ကနှက်ခမ်းစီသို့အလိုလိုရောက်သွား၏လော်ဝါရင်သွေးရည်ရှဲသွားသည် မော်ဂင်က သူ့အောင်နှက်ခမ်းကိုကြိုက်ထက်လာခြင်းဖြစ်သည်အမျိုးသမီးကအာရပါရရည်သည်ကဲဘာတက်နိုင်သည်လဲရှင့်ကိုကျမအချစ်တစိခန့်နေလိုက်ပြီအဲ့ဒါရှင့်ကျူပန်းသူမကို ြော့ပြလိုက်လေပြပြဆဆခြားခနဲ့လေပြီးအင်ကြီးစီတို့ပြေးထွက်သွားသည်အသွေးသားတွေမှာစူပေါ်လာသည့်သောသားများဖြင့် roast ကိုလုံးဆက်ဆက်တုံနေသည်ဖျားဖျားကွန်ချီတာကပန်းရုပ်တစ်ခုနဲ့ပေးကရက်ကြည့်လိုပါလားခနာငယ်တွင်ရင်းရိုင်းလဲကြတော့မြင်ဟန်ဖြင့်သူကလေးလေးအိမ်မကြီးစီတို့ပြန်လဲသွားသည်သွေးစင်းဖြောင့်တန်းနေသောကိုနေဟန်မှာကြက်တီရှိလာ၏ နေကွေးစွာရှောင်းလန်းသောအုံမှာခန့်ညားလာသည်ရော့စပါရီနောက်မှလိုက်မသွားတော့သူကလေးလှည့်ထွက်မသွားခင်ပါးဖြင့်ပေါ်မှာမျက်ရည်ချောင်းများကို လာရောက်တွင်အထင်းသာမြင်တွေ့လိုက်ရသည် မဟုတ်လားတွန်ပါရီကရေပြီးဟေးရော့စ်ဘလို့ဖြစ်လာလဲမျက်နာလေးမကောင်းပါလားတော်နေစမ်းပါဗျာအော်ညီလေးရော့စ်ကဲအဲ့ဒီမျိုးသမီးအကြောင်းပြောစမ်းပါဦး မင်းတခုခုဖြစ်ခဲ့ပြီမဟုတ်လားဟာတွန်းကားလေးဗျာသွားစမ်းပါဒီမှာ Ross နန်းနေရင်ကြိုက်တတ်တယ်ဆိုရဲမိမဟာကြောင်မျိုးกว่าဒီမဲ့တွန်းနေဦး Ross ငါသဘောပေါက်ပြီမင်းကိုယိုလို့နေဆိုပြီးငါစိတ်ပူခဲ့တယ်မင်းရေချင်းကိုငါသိပါပြီကွာဒီ Morgan ဆိုရဲမိမကိုရေခဲတော့လို့ထင်ခဲ့ရလေငါမှန်မှန်သိပါပြီ Ross ကအစ်စက်လီတန်းပြင် နေပေါင်းခမ ्या ကဘာဖြစ်လို့မော်ခင်လို့အတက်ပြောနိုင်ရတာရောမုံလာဦးလုံနေနေပါတော့ရော့စရာမင်းညာလဲမညာတဖယ်နေကဲစို့စမ်းမအောင်အတွေ့အကြုံရှင်းလင်းပွဲလေးပါလိလောအုံးမပေါ်ကွာကြိုက်ဦးမလားမင်းကိုဒီပြင်ဘာလုပ်သေးလဲတော်ပါဆိုမှတွန့်ကားလေးဗျာလာသွားစို့နောက်ကြနေရင်ရွေးကြရရနေဦးမင်းစောစောရနိုင်မှာလူရွေးနိုင်မှာဗျာ အပူပါနဲ့ကွာခုနှစ်ပိုင်းမှာဝယ်သူတိတ်နေနေပါပြီမြေပိုင်ရှင်တိုင်းမှာလူမဲကျွန်တွေတလေကြီးရပြီသားပဲဩမင်းကငါပြောရအောင်မင်းအဖိုးကြီးတဲ့တန်တစ်တွေပို့လာတယ်လှဲရှိစီတိုင်းအပြည့်ပဲဗျာတစ်တွေက ကောင်းမှာကောင်းအလौသမားတွေဝယ်ပြရနေဒို့လုပ်ငန်းဆောင်နိုင်ပြီတောင်ပေါ်မှာအင်ကြီးမဆောက်ခင်ဒို့အတွက်အင်္ဂလိပ်တလုံးအရင်ဆောက်မှာပေါ့ဟုတ်လားဒါပေါ့ဒါပေါ့ကျွန်တော်ကတော့အချိန်ပြည့်နေနိုင်မှာမဟုတ်ဘူး မစ္စတာဘရစ်တာနီရဲ့အိမ်ကိုလေတာဝန်ယူထားတော့တွန်ကရယ်ပြီးမင်းတစ်ချိန်လုံသွားနေဖို့မလိုပါဘူးကွာလုတ်ပြန်ပြီးဒီအကြောင်းရက်တန်းကရက်ပြာ Ross မျက်မှောင်ကျုပ်ပြီးပြောလိုက်သည်ငါကစိတ်ပူလို့ပါကွာမင်းကအပြစ်ခက်လေမကြွမ်းမင်းနေဟိုလူကြီးကတနက်ရှင်ပြတဲ့နေရာမှာနာမည်ကြီးနော်မော်ဂန်နဲ့ကျွန်တော်ဘာမှမဖြစ်သမျှပူစရာမလိုပါဘူး နောက်ပြီးလန့်စ်ကကျွန်တော်ပေါ်တိတ်ကောင်းနေတာပဲဘာပဲဖြစ်ဖြစ်လေအရေးကြောင်ဆိုတော့မပြောနိုင်ဘူးမင်းကိုတနက်ပြေးတင်ပေးအောင်မင်းအဲ့ဒီကိစ္စကနောက်မှကြည့်လို့တော့ပေါ့ကဲအလုပ်ကိစ္စသွားရအောင်နှစ်ယောက်သားမင်းကိုစီဖြင့်ထွက်ခဲ့ကြသည်တောင်ပေါ်မြို့စွန်ရှိအင်ဂျီဆောင်ကိုလှမ်းကြည့်ပြီးတွန်းကဒိုးဆောင်မဲ့အိအဲ့လောက်ကြည့်မလားဟင်ဒါပေါ့ဒါပေမဲ့ ပုံစံချင်းတော့တူမှာမဟုတ်ဘူးချော်မော်ခန့်ညားသည်တွန့်မျက်နှာကြီးပေါ်တွင်စိုးရင်ပူပန်သည်အရေးအောင်သည်ရှက်တန်းသွားသည်ဒီလိုအင်ကြီးမှာငါနေတတ်ပါမလားမသိဘူးဂျင်နီကငါ့မူကျင်တွေကို လူတော်သူတော်တို့နိုင်အောင်ပြင်ပေးပါရဲ့ဒါပေမဲ့ငါကယူမဆိုင်ခဲ့ဘူးကွာခုငါကယူဆက်ရတော့မှာပေါ့ Ross ဒိုရီဟာအီယာမမြေပိုင်ရှင်ကြီးတွေဖြစ်တော့မှာပေါ့ဟုတ်လား Ross တိတ်ကြီးစားတော့ ဘယ်ဟုတ်မလဲလန်စပရတန်နီမြေကောင်ဘလောက်ပါနေဆိုတာခင်ဗျားသိသလားအေကောင်ထောင့်တရာကျော်ရီဒီမှာရှိတာကနည်းနည်းလေးရယ်လူဝီစီယာနာမှာအီယာမော့ဆိုင်ကင်ကြီးရှိသေးတယ်ကျွန်တော်တို့ကအေကောင်250ရယ်တွန်းသူတို့နဲ့ဆိုင်ရင်ဘယ်ပြောပါလောက်မလဲအိုးတို့လေတဖြည်းဖြည်းတိုးပေါလာမှာပေါ့ကွာအင်းနောင်တော်ကြီးတွန်လေငါ့လိုပဲ ပိုးထနေပြီဟု Ross တွေးလိုက်မိသည်။ဘာပဲဖြစ်ဖြစ်လေရီမန်ချက်မြင်မြင်ထားတာဟာလူတယောက်တည်းယောဂါဆိုတခုမဟုတ်ပါဘူး။ Nancy နဘေးကို ဖနှောင်းနဲ့ရိုက်ပြီး Ross ရှေ့မှာအသားကြစီသွားသည်။အကြံရင်ကြုံရောင်းဝယ်လို့ဒီကြုံစည်းသူသူတို့ရောက်လာကြသည်။